တကယ်ကိုစောင်းကိုတော့အလူနဲ့ပတ်သက်လာရင်စောင်းရုံးဆန်ကလုံးဝလက်မနေတော့အဲ့တော့ဟိုပေါ့ပါလေး သူသူလူတဲ့နေရာတိုင်းကတကယ်လိုအပ်တဲ့နေရာပဲဒီငလင်းပထမဆုံးဖြတ်ဆက်ဖြစ်တော့လေလေသူတက်ရောက်တဲ့အရင်ဆုံးဟိုဘဲဘက်ကိုအင်းလေးဘက်ကိုနော်ဆက်ခိုင်းမတက်ရောက်တဲ့မပေါ့ကိုခန့်လို့နေသွားတာဟုတ်ကဲ့ဟုတ်အဲဇခိုင်းအင်းလေးဘက်ကိုသွားတာနော်သွားတယ်ဟုတ်အဲ့မှလည်းလှူခဲ့တယ်လှူခဲ့တယ်ဟုတ်ဒါပေမဲ့သူဘာဘာဘာမှမဖော်ပြဘူးတခါလေကျတော့လေတချို့ဖတ်မိတဲ့ comment လေးတွေအရာပေါ့နော်အာအလှဖန်ပြပြီးပေါ်လာတယ်လို့အဲ့လိုမျိုးတွေအပြောမခံကျင်တော့လားအဓိကနောက်တစ်ခုကကျတော့လူတွေကိုအကူအညီမပေးကျင်တော့လားပေါ့ အော်ဟုတ်လားပါဟုတ်ဟုတ်ဒိတ်လာလို့လို့တော့ပါအမှန်တော့တာကြီးကစားတော့ဓာတ်စားပါလေဟိုဥစား message ပို့ရတဲ့သူကသူသူဟို Messenger တွေ Facebook တွေမတုံးတော့တဲ့ခါကြလေတာကြီးကိုပြစ်ထားရဲကောင်မလေးဆိုတော့လေမပြစ်ထားဘူးတာကြီးရဲ့တမိလူမာတဲ့ဆိုတော့ तू ကအဲ့လိုမျိုးပေါ့လေလားတလရဲ့ပထမဆုံးနေ့လေးမှာလူမယ်ဆိုလူဆိုတော့လေဒီလားတရက်နေ့မှာလူဖို့ဒါပေမဲ့လည်း तू ကခီးရောက်နေခီးသွားနေတဲ့ခါကြတော့အဲ့ဒါနဲ့ ဒီ9ရက်နေ့လေးတာကြီးရဲ့သမီးပြက်လာတဲ့ပုံစံမျိုးဆိုတော့ဒီ9ရက်နေ့လေးတော့ဒိတ်လှတယ်လို့ဆိုတော့လေဒီနေ့လေးတာလှရမလား9ရက်9လ2025ဟုတ်အလူလေးလို့ဖြစ်တာလားအဲအဲ့လိုမျိုးတော့မဟုတ်ပါဘူးစောင်းရဲ့စိတ်ထဲမှာကျတော့ဒါဟိုဟိုတလားတလားမှာပေါ့နော်ကိုယ့်ရဲ့ဒါရရဝင်ငွေလေးတွေကစုပြီးတော့ဟိုတကယ်လိုအပ်နေတဲ့နေရာလေးတွေကိုလှူခြင်းနဲ့အဲပြောကိုတကယ်လှူတဲ့အခါမှာလည်းဟိုထိထိရောက်ရောက်လှူခြင်းတာပေါ့နော်အဲ့တော့ဒါတာကြီးဆိုရင်ဒါတာကြီးနဲ့အမြဲလှူပြတာကကျတော့တာကြီးဆိုရင်ဒါအဲစောင်းအခုလိုမျိုးဟော အခုလိုမျိုးလှူမယ်ဆိုရင်တိုင်ရတကယ်စေတနာပပနဲ့ချက်ပေးတယ်အော်ပြီးတော့တခုခုဆိုလဲတိုင်ဒီလိုလေးကုန်စီစဉ်ပေးပါဆိုတိုင်ရလေတကယ်ကိုစေတနာပပနဲ့စီစဉ်ပေးတော့အဲဆောင်းကအမြဲစိတ်ချမ်းသာလို့လှူပြနေတာပါဟုတ်တိုင်ပြောဒီနေ့ကပေါ်ဆမ်းမွေးထမေးလေကြာလူစီပြန်လေးရဲ့ချစ်မောင်ဟင်းလေးရဲ့အဲနောက်ပြီးရဲ့ခါကျတော့ငပီတောင်းလေးနဲ့တို့စရာလေးတွေပေါ့ခပွဲရရာလေးအဲ့လိုမျိုးလောက်ပေးပြစ်တာပေါ့ကိုကြိုက်တဲ့ ကိုကြိုက်တာလေကိုများလဲကြိုက်စီရမယ်ပေါ့နော်ကြိုက်ကြရမလားကြိုက်တယ်ထိုင်စားနေတွေ့ပါတယ်အရင်ကအော်အေးယူသွားကြလားအိုးလိုက်ဟုတ်တယ်အဲ့ဒါဟိုပါလေ အဲအဆောင်အရင်တော့သူ့ဘာသူသူ့ဘာသူလေးမတ်ရွှေလေးနဲ့အဲ့လိုလှူနေတာပေါ့နောက်ခါကျတော့အဲ့မတ်ရွှေလေးပဲနေရာချပေးနေတဲ့အဲ့လိုမျိုးလှူပစ်သွားတယ်လှူပစ်သွားတဲ့အခါကျတော့တခုခုဆိုလို့ရှိရင်ဆားရလေအဲ့လိုသူစားပွင့်အမီးဖွားဖို့ပဲဖြစ်ဖြစ်အားဖွားဖြစ်ဖြစ်အဲ့တော့ဒီအမှုပညာကြီးကိုမောင်နှမရဲ့အခက်ခဲကိုသူ့သူ့ပြောလို့ဆိုတော့လေလှူမလေးတိုင်ဘာဘယ်တော့သူစားပွင့်လေဘယ်တော့မှမလဲတိုင်အဲ့လိုမျိုးလေးအားချဖို့တိုင်ရအရာကိုခုနလှိုက်လိုက်လဲလဲဆူတောင်းပေးတာဘာလို့ဆူတောင်းပေးလဲဆိုတော့ ငါသမီးလေးကသူတပားအခက်အခဲတွေရှိရလေအဲ့ဒီအခက်အခဲတွေကိုငါသမီးဖြေရှင်းပေးတယ်သူတို့ကိုစားတာကြီးရလေသူတို့ရဲ့ဘဝအမောတွေကိုပြည်စီရဒီလိုမျိုးထမင်းဟင်းလှူရဆိုလို့ရှိရင်လေဒီဟာသူတို့တွေကထမင်းတနက်လေးကောင်းကောင်းလေးစားရတယ်အဲ့ဒီလိုမျိုးလေးအတွက်သူများတွေရဲ့ဘဝအမောတွေကိုဖြည့်သိမ့်နိုင်တဲ့သမီးလေးသမီးဘဝမှာဘဝအမောတွေလည်းဖြည့်သိမ့်နိုင်ပါစေကတ်ကြီးတို့မှကြော်နေနိုင်ပါစေမရှိဆိုသောစကားတွေမကြရပါစေနဲ့ နောက်တစ်ခါကျတော့စိတ်ဆင်းရဲခြင်းတွေပေါ့နော်မကောင်းပြောသူမကောင်းကြံစီသူတွေနဲ့လည်းဝေးကွာပါစေငါသမီးလေးလက်ဖြားငွေပြီးတထေးမာကြီးဖြစ်ပြီးတော့မြမမာတာမကကဘာထီကိုအောင်မြင်ကြော်ကြတဲ့အမှုပညာရှင်ဖြစ်ပါစေတကယ်ဆိုတော့တကယ်လည်းလိုက်လည်းဆူတောင်းပေးရပါတကယ်တကယ်သူ့ကိုလေပြောလိုက်ပြီးဆိုတော့တကယ်လိုအပ်တဲ့နေရာဆို तू ကလေအဲ့လိုမျိုးချက်ချင်းတိုင်းသမီးလွှတ်လိုက်ပြီးအဲ့တော့ပတ်စံဒါတာကြီးတို့ကိုပေးနေလို့လည်းမဟုတ်ဘူးပတ်စံလွှဲပြီးဆိုလို့ရှိရင်လေဘရောမှလို ပြီးမလွယ်ဘူးတာကြီးရေအခုဆိုဒီမှာ9သိန်းခွဲကြရမလားတာကြီး8သိန်းလောက်လိုက်တယ်အာတစ်ခါတစ်ခါကြာတာကြီးတာကြီးရဲ့နူရမဟုတ်ဘူးအဲအဲ့လိုမျိုးလေးတွေပေါ့ဟို तू ကလေ ဟိုဒီတိုင်တိုင်ဒီမတိုင်တမီးနှစ်ယောက်ငွေထားတယ်လို့ဘတ်တီကျူတင်တဲ့မတ်သူစီစာဖွင့်တဲ့တိုင်ရှင်ထဲမှာအမြဲပုံနဲ့ဖွင့်ပြောလို့မရတဲ့အပူတွေလေအဲ့တော့အဲဒီလိုမျိုးဖွင့်ပြောလိုက်လို့ရှင်တယ်သူများတွေကအဲ့လိုပြောကြအောင်ပဲ comment တွေဘာတွေမှာဆိုတဲ့အခါကျတော့အဲ့ဒီအပူတွေကိုကိုယ်တွေပဲတည်တယ်အဲ့တော့ကိုယ်တွေစောင်းရှေ့မှာလည်းရင်းဖွင့်ပြပြစောင်းကလည်းသူတက်နိုင်တဲ့လောက်ကိုပေါ့နော်အဲ့လိုမျိုးကုညီရယ်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောအများကြီးမဟုတ်ပါဘူးအများကြီးမဟုတ်ပါဘူးအရန်ဝမ်းတာတယ်ဘာဖြစ်လဲဆိုတော့ ဟိုမီးဖွားတယ်ဆိုတာမိမတွေကလေဟိုမိမဖောင်စီယောက်ျားမီးဘာလို့ယောက်မိမယောက်ျားဖောင်စီမိမမီးတယ်ဟာဗျက်ကလေးပြောနေတာအဲ့တော့အဲ့လိုအခါမျိုးမှာ အခုခေတ်ခါမှာမွေးဖွားတဲ့ဇေယိတ်ကလည်းရန်တော်သူစားပွဲကအတက်လဲရပြီအဲ့ဒီအချိန်မှာအဲ့လိုမျိုးပေါ့လေစားကပထမတည်းကအဲလက်ကီးပေါ့နော်လက်ကီးမန်ဒီလေးဆိုနှစ်သိဆိုပြီးတော့နှစ်သိလွှဲပြီးသွားပြီအာစုပန်သွားလဲလွှဲတယ်အပြီးရဲ့ခါကျတော့တာကြီးရဲ့ဟိုမသူစားပွဲနဲ့မွေးကန်နေနေပြောဦးတော့ဆိုဟဲလို့ तू 95လေဒီလားလားဆိုချက်ချင်း तू တာကြီးတဲ့တမီလွှဲလိုက်ပြီးရဲ့ဆိုတော့နောက်ပြီးတော့အဲ့မှာတားကိုဆွဲအာကိုဆွဲဆိုလဲအဲ့လိုမျိုးပေါ့နော်နန်းထိုက်သင်းပိုးရတဲ့တော့အင်းဆိုရဲ့ပေါ့ပေါင်းတာ သူတဲ့ဒါကြီးကစုပေးမှာဆိုသူစားပွေအနေနဲ့လေဒါကြီးရဲ့ပြပြဆုံဆုံဖြစ်သွားပြီတဲ့ပိုပိုရှန်နှုတ်ကိုဆိုသူလေးဘာပဲဖြစ်ဖြစ်လေးတမိစိတ်ပူနေရတာပေါ့နော်အဲ့ဆိုသူအဲ့လိုမျိုးပြောတဲ့အခါမှာလေဒါကြီးလေအရင်အမောပြပြီးတော့အဲ့ကြောင့်မို့သူ့ကိုလေအဆောင်းကိုလေလက်လိုက်လေဆူတောင်းပြတမိလေးရဲ့ဝမ်းနာလိုက်တာကျေးဇူးတင်လိုက်တာသူစားပွင့်ကိုစားကျေးဇူးတင်တာလို့ဒီကိုအမှုပညာကြီးကိုမောင်နှမတွေရဲ့အခက်ခဲရကိုပဲတည်ရလေခွင့်ပြောပြလို့လည်းမရတဲ့ဟာလေ အဲစောင်းဖြေခဲ့ဘူးလို့ပေါ့နော်ဒါစောင်းအတွက်ကကြတော့ဒါအနုပညာအတိုင်းဝိုင်းဆိုတာကစောင်းအတွက်ဒုတိယမိသားစုပါအဲစောင်းရဲ့ဒုတိယမိသားစုကိုအဲကိုတကယ်လလန်းမိတလောက်ကိုလိုအပ်တဲ့အခါမျိုးဆိုရင်ကိုနိုင်တလောက်ပေါ့နော်ဒါအကူညီပေးတာအပြင်မှာဆိုရင်လဲစောင်းတော်တော်များများကိုအဲကိုဝင်စောင်းတော်တော်များများကိုခလေးမွေးပေးဘူးတယ်အဲစောင်းမွေးပေးဘူးတော့12ယောက် လောက်ဝရှိပြီပေါ့နော်ဟုတ်ဆောင်းအမြဲတမ်းလိုအပ်တဲ့လူဆိုရင်အဲ့လိုကြုံကြိုက်တဲ့အခါမျိုးကိုတီးရတဲ့အခါမျိုးဆိုရင်အဲ့လိုမျိုးလေးတွေကူညီပေးခဲ့ဘူးတယ်အဲ့တော့ဒါကိုအမှုပညာတိုင်းဝိုင်းတွေကတကယ်လိုအပ်တဲ့လူဆိုရင်ဒါချက်ချင်းဟိုဒါဆောင်းကူညီရမယ့်တာဝန်ရှိရတယ်ကိုကိုလည်းဒါဟိုခံယူထားရပေါ့နော်ကိုကဒုတိယမိသားစုဆိုတော့ကိုရဲ့အမလေးအဲဒါတိုင်းလို့ဆိုတော့ကိုရဲ့ဟိုမိခင်လိုပဲမအမေလိုပဲနော်အကောင်တော့ဟိုပြုစုဆောင်ရှောက်ပေးတယ်ဆောင်ရှောက်ပေးတယ်ဒီအတိုင်းဝိုင်းထဲမှာလည်းအဲ့တော့ဘာပဲပြောဒါကိုရဲ့အမလေးအတော်လေးအဲ့လိုမျိုးဟိုမိဘလေးလိုမျိုးသဘောထားပြီးတော့ဆောင်းလို ိုအပ်တာအတွင်းကူညီပေးတာပါဟုတ်ဘလို့မှမရှိဘူးစောင်းကလူတစ်ဖက်သားကိုပြောစေချင်တာလူရဲဆိုတာနဲ့တာကြီးလွှဲလိုက်ပြီနော်အဲ့တမီးလေးနော်ဆိုအားလေးဆိုတယ်လေတိုက်လူမဲဘယ်တော့လူရမလဲပြင်းနေတယ်အဲ့လိုမျိုးအဲ့လိုမျိုးပဲဘယ်တော့မှသူ့မှာလေတွန့်တိုတဲ့စိတ်ဆိုတာလည်းမရှိဘူးတကယ်တကယ်သူ့စိတ်ကလေလူမဲဆိုတာနဲ့လေဘက်ခနဲကိုတော့လေလူမဲတိုင်းလူမဲလူမဲအဲ့ဒီအပေါ်မှာဒါကလေဒီနေ့မီဒီယာလေးတွေကိုဖြစ်ပေးတယ်ဆိုတာဘာပဲပြောပြောဟိုဒီမီဒီယာတွေကဟိုဥစား ဒါကြီးတို့စောင်းတို့အတွက်ဒါ သမီးတို့ကမိကိုပေါင်နှမတွေလိုပဲမို့လို့ဖြစ်ပြရပါအလူလုတ်တဲ့အပေါ်မှာမီယာခေါ်ပြီးတော့အဲ့လိုမျိုးလဲကြွက်ပြရလဲမဟုတ်ပါဘူးဟုတ်တယ်ဟုတ်တယ်အဲ့လိုမဟုတ်ပါဘူးအမှန်ကန်သောစိတ်ထားပါပဲဒါကတော့အခုအပရိသတ်ကလေးတွေဘာပဲဖြစ်ဖြစ်ဘဝမော်တွေစိတ်အမော်တွေရှိနေတဲ့အခါမှာကိုယ်တွေရဲ့ information လေးတွေဘာပဲအလူလုတ်နေရာလေးတွေအဲ့လိုမျိုးလေးတွေဟိုပြောပြရတဲ့အခါမှာသူတို့လေးတွေလဲကိုယ်တွေဟိုတည်င်းလေးတွေသိရပြီးရဲ့အခါမှာဘာဖြစ်ဖြစ်စိတ်အမောလေးတွေပြည်စီခြင်းမှုပါအဲ့ အဲ့ဒါလေးပါအဲ့တော့တကယ်ကိုစောင်းကိုတော့အလူနဲ့ပတ်သက်လာရင်စောင်းရုံးဆန်ကလုံးဝလက်မနေတော့အဲ့တော့ဟိုပေါ့ပါလေသူသူလူတဲ့နေရာတိုင်းကတကယ်လိုအပ်တဲ့နေရာပဲဒီငလင်းပထမဆုံးဖြတ်ဆက်ဖြစ်တော့လေလေသူတက်ရောက်တဲ့အရင်ဆုံးဟိုဘဲဘက်ကိုအင်းလေးဘက်ကိုနော်ဆက်ခိုင်းမတက်ရောက်တဲ့မပေါ့ကိုခန့်လို့နေသွားတာဟုတ်ကဲ့ဟုတ်ဟုတ်အစခိုင်းအင်းလေးဘက်ကိုသွားတာနော်သွားတယ်ဟုတ်အဲ့မှလည်းလှူခဲ့တယ်လှူခဲ့တယ်ဟုတ်ဒါပေမဲ့သူဘာမှမဖော်ပြဘူး Facebook တွေပါလည်းမတင်ဘူးနော်တချို့ကျတော့လေအဲ့လိုမျိုး တခါလေကျတော့လေတချို့ဖတ်မိတဲ့ comment လေးတွေအရာပေါ့နော်အာအလှဖန်ပြပြီးပေါ်လာတယ်လို့အဲ့လိုမျိုးတွေအပြောမခံကျင်တော့တာအဓိကနောက်တစ်ခုကကျတော့လူတွေကိုအကုသိုလ်မပေးကျင်တော့တာပေါ့နော်လူတွေကိုလည်းဟိုကိုကကိုကြောင့်အဲ့လိုဆဲဆူနေရတယ်သူတို့လည်းအကုသိုလ်များကိုလည်းအကုသိုလ်များအဲ့တော့ဟိုဒီတိုင်းလေးပဲကိုရဲ့လှူတဲ့အလှဆိုရင်ဖော်ပြတင်းတော့ဖော်ပြရဲမဖော်ပြတင်းတော့လေကိုကတကူဒိုင်းလှူလိုက်တာမျိုးလေးလည်းရှိတယ်အဲ့လိုအဲ့လိုမျိုးလေးပါဟုတ်ဩဒါကတော့တာကြီးအမြဲစောင်းအမြဲတည်းလဲအဲ Messenger မှာပဲဖြစ်ဖြစ်တာကြီးက Viber မှာပဲဖြစ်ဖြစ်တမီးလေးကို အဲ့လိုမျိုးအမြဲဆူတောင်းပေးပြတယ်အခုလိုအခုလိုပေါ့ဒါဒီနေရာတွေဆိုလို့ရှိရင် တကယ်လိုအပ်တဲ့နေရာလေအတိုင်းရှိတဲ့နေရာနော်လိုအပ်တဲ့နေရာမှာလိုအပ်သောသူလေးတွေကိုအခုလိုလှူဒန်းပေးရတဲ့သမီးလေးဘဝမှာလိုအပ်ချက်ဆိုတာမရှိပါစေနဲ့ပြည်စုံကုန်လုံးကြွားဝချမ်းသာပြီးပัฒနာပြုနိုင်ပါစေမြန်မာမာတာမကကဘာတီအောင်မြင်ကြကြတဲ့သမီးလေးဖြစ်ပါစေစောင်းရုံးဆန်ပေါ့အကယ်ဒမီစောင်းရုံးဆန်လေးဖြစ်ပါစေအော်စကာစောင်းရုံးဆန်လေးဖြစ်ပါစေနောက်ပြီးတော့မြန်မာပြည်သူပြည်သားတွေရောပေါ့နော်အကုန်လုံးကဘာအနှံ့အနှံ့မှာရှိတော်မြန်မာပြည်သူပြည်သားတွေအကုန်လုံးလေးဘေးဆိုးနှံဆိုးရောဂါဆိုးကပ်ဆိုး ိုးတွေကင်းဝေးကြပါစေဥပစီဒရာကံတွေလည်းကင်းဝေးကြပါစေဇမတိပေါ့နိဗ္ဗာန်ရောက်အားလုံးစိတ်ချမ်းသာကိုချမ်းသာနဲ့ရှိကြပါစေဟုတ်ကဲ့ဟုတ်ဖြစ်ပါစေဟုတ်သာဓုသာဓုရဲ့မျိုးလုံးကြီးကအိနာဂုတဖြစ်ရရင်ထဲမှာလေဖြစ်ရမဲ့စကားငါကလေးနှစ်ယောက်လည်းနေအဲ့လိုမျိုးမေးနော်နင်တို့တွေနော်မေးနော်နောက်ပါဦးပြည့်ပြည့်လေးလေး